ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါ Leo Messi ကဒါ Inter Miami အတွက်ဒါအခုလောလောဆယ်အနေထားရဒီလက်ရှိအနေထားမှာသူရဲ့ဒါအထူးကအရေးကြီးတဲ့ major ပွဲပေါ့လေအဲ့ major ပွဲမှာနောက်ဆုံးမှာပဲရလက်ကောင်းရအောင်ဆွမ်းဆောင်ခဲ့ပြီးတော့ Nashville အသင်းကို5ကို2ကိုနဲ့နိုင်တယ်အဲ့အသင်းကဒီသူတို့ Major League ရဲ့ MLS MLS Cup ပြိုင်ပွဲမှာလည်းသူတို့နှစ်သင်း Bashaw 3တွေ့အောင်မှာဖြစ်တယ်ဆိုတော့ဒီနေ့ရာသီ Inter Miami အသင်းရဲ့စွမ်းဆောင်ရည်ကဒါပုံမှန်အားဖြင့်ဒါဘယ်လိုပြောမလဲရာသီအတွင်းမှာဒါ supporter ရှိရနိုင်မဲ့ champion ကာနိုင်မဲ့အခွင့်အရေးမှာတကယ်အရေးကြီးတဲ့ Toronto နဲ့ပွဲရဲ့နောက်တစ်ဖက်ကဒီ ဒီဘယ်လိုပြောမလဲနှစ်ပွဲပေါ်လေသူတို့နှစ်ပွဲတကယ်ကိုလုံးဝရလက်ဆိုးသွားတယ်အဲ့နှစ်ပွဲကအင်တာမိုင်အမီကိုချန်ပီယံဆူပလာကာကွယ်ဖို့ကန်ဆိုးသွားတယ်ဒါပေမဲ့အမပေးချန်ပီယံအသင်းဖီလီဒဲဗီယာယူနီယံနဲ့တမတ်ပဲကွာပြီးတော့ရာသီတိမ့်သွားတယ်ဆိုတော့အင်တာမိုင်အမီတွဲအဲ့ပွဲမှာလီယိုမက်ဆီ twin goal တကူ twin ခဲ့တယ်အဲ့ twin goal ကပဲမေဂျာလိ twin goal ပေါ်လေ twin goal hat trick twin ခဲ့ပြီးတော့အဲ့ twin goal ကပဲသူ့ကစားမပွားမေဂျာလိမှာပထမအဆုံးချိန် hat trick ပဲဒီရာသီမှာ ဒါလီယိုမက်ဆီကအင်တာမိုင်ယာမီထွက်ဒါဘယ်လိုပြောမလဲဒါဟတ်ထရစ်မသွင်းခင်မှာဒီနေ့ရာသီအတွင်းမှာသူ့ရဲ့အမှတ်တမ်းကတော်တော်လေးကောင်းတယ်တနေ့တာအတွင်းမှာဖန်တီးမှုအများဆုံးဒါအပါဝင်တွင်းကိုအများဆုံး ਨੇ နောက်တစ်ခုကတော့နှစ်ကိုးတွင်းထားတဲ့ပွဲအရေးတော်လဲတော်တော်လေးများတယ်ဆိုတော့ major league season ပြီးသွားတဲ့အချိန်မှာ Leo Messi က Inter Miami အတွက် hat trick တွင်းနဲ့ဒါ penalty goal တစ်ခုပါလိုက်တဲ့အတွက်ကြောင့်ဒါ ဒီ top goal scorer စုကို29ဂိုးနဲ့ရသည့်တိုင်အောင် penalty ပါတဲ့အတွက် penalty မသွင်းတဲ့ top goal scorer စုရတဲ့အမှတ်တမ်းတော့သူမရခဲ့ဘူးဒါပေမဲ့ဒါ Inter Miami အတွက်ကစားခဲ့တဲ့ဒီနေ့ရသည့်အမှတ်ပေးပြိုင်ပွဲ34ပွဲဒါတော့မှတော့ Messi က injury ဖြစ်တာရဲ့ World Qualifying တော့ကစားတဲ့အခြေအနေဒီကြောင့်သူလူများတွေတက်ပွဲအများကြီးရှော့ကစားခဲ့ပေမဲ့မနစ်ကမေဂျာလိမှာ twin goal 20 twin နဲ့ဒီနေ့ရာသီမှာ twin goal 29 goal twin ခဲ့တယ်။နောက်ပြိုင်ဒီဒီမေဂျာလိမှာပဲ twin goal ဖန်တီးမှု16ချိန်လုပ်တယ်အဲ့16ချိန်ကဒါအခုဒီနေ့ major league မှာအများဆုံးလုပ်တဲ့မှတ်တမ်းနဲ့ဝင်တယ်အဲ့မှတ်တမ်းနဲ့ဝင်ပြီးတော့အစ်စ်မှာလည်းသူကအများဆုံးဆို29ကိုတွင်ပြီးတော့ top goal ဆိုတာရတယ်16ကိုဖန်တီးပြီးတော့ top assist playmaker ဆိုပါရရှိပြီးတော့ most value player ဖြစ်တဲ့ MVP ဆုကိုနှစ်နှစ်ဆက်တိုက်ရတဲ့ပထမဆုံးကစားမှာ major league သမိုင်းမှာတော့ twin goal နဲ့ဖန်တီးမှုကိုတရာတီတွင်အများဆုံးလုပ်ခဲ့သူကအရင်ကတော့ အာစနယ်ကစားမဟောင်းကာလုစ်ဗီလာသူကတော့49ကိုပေါင်ပတ်သက်တယ်။ဒါပေမဲ့လီယိုမက်ဆီက48ကိုပေါင်ပတ်သက်ပြီးတော့ဒုတိယအများဆုံးမှတ်တမ်းဝင်လာခဲ့တယ်။38နှစ်သားလီယိုမက်ဆီတို့ကဒီနှစ်ရာသီအတွင်းမှာမေဂျာလိပြိုင်ပွဲမှာ29ကိုနဲ့အများဆုံးတွင်းတယ်။မေဂျာလိပြိုင်ပွဲမှာ19ကိုနဲ့အများဆုံးဖန်တီးတယ်။48ကိုပေါင်ပတ်သက်ပြီးတော့ဒီလိပြိုင်ပွဲတစ်ခုလုံးရဲ့အများဆုံးဖြစ်တယ်ပြီးတော့ တပွဲကို2ကိုမာတီစကိုဂိမ်းက10ပွဲတိရှိတယ်ပြီးတော့မှဒီတပွဲတဲ့ကို2ကိုတဲ့2ကိုအထက်ကို contribute လုပ်တဲ့ပအောင်ပတ်သက်မှုက14ကြိမ်တိရှိပြီးတော့ဒါ the most chance created ဘိုင်းမှာ29ကြိမ်နဲ့သူကအများဆုံးဖြစ်တယ် clear cut chance ပေါ့လေဒါအပြင် the most successful dribbling က94ပေါ့လေဒါကတော့သူပုံမှန်လုပ်နေချာနောက်သူ့ရဲ့တပွဲပြန်ပြ average rating က 8.5ဆရှိတယ်ဒါကတော်တော်လေးကောင်းတဲ့မှတ်တမ်းဖြစ်ပြီးတော့ဒါ major league ရဲ့တလတာအကောင်းဆုံးဘောသမားစုကိုနှစ်ချိန် now major league ရဲ့ play out the match we ပေါ့လေတပတ်အတွင်းအကောင်းဆုံးကစားမကို9ချိန်ထိရပြီးတော့ဒါ MLS ကရဲ့ဒါအကောင်းဆုံး twin goal ပေါ့လေ major league ရဲ့အကောင်းဆုံး twin goal စုကို6ချိန်တိုင်းရတယ်ဆိုတော့ဒီအတိကသူ့အတွက်အကောင်းဆုံးပုံစံတွေကိုထပ်ပြီးတော့ဒါအကောင်းဆုံးပုံစံကိုဆက်ပြီးပြသတယ်လီယိုမက်ဆီကအခုလက်ရှိမှာကစားမဘွား ဖန်တီးမှုအကျဉ်339 399ကျိန်ဖန်တီးထားတယ်။ twin ဖန်တီးမှုအကျဉ်400ပြည့်ဖို့တကိုးပဲရှံပြီးတော့ဒါအခု twin ကို889ကို twin ထားတယ်။ဆိုတော့ twin ကို900ပြည့်ဖို့71ကိုအလို့ ဖန်တီးမှု400ပြည့်ဖို့တကူအလိုဖြစ်တယ်ဆိုတော့လီယိုမက်ဆီကအခု MLS ကမှာဒါကျွန်တော်တို့အခု Nash Fee နဲ့တွေ့မယ်မက်ဆီတို့တော့ဒါအခု Major League Season ဆုံးပြီပေါ့လေဒါ Season ဆုံးတဲ့အတွက်ဒါလီယိုမက်ဆီရဲ့ဆွမ်းဆောင်ရည်တွေကိုဖော်ပြခဲ့တာဖြစ်တယ်ဆိုတော့သူ့အတွက်က MLS ကမှာ Championship Plus ရဖို့အတွက်ဒါအခုစပြီးတော့သူတို့ဆက်ပြီးတော့ရှင်ပြိုင်ရအောင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်